မင်္ဂလာပါဒီနေ့ကျွန်တော်တို့အာယုံဆိုင်ကြည့်နေတာကတော့ဓမ္မတိကျမ်းထဲကတမန်တော်ဝတ္ထုအခန်းကြီး7ပါပဲဒီအကြောင်းကိုကျွန်တော်တို့နားလည်ဖို့အတွက် The Wise Believers မှာပြုစုပြင်ထားတဲ့အချက်လက်တွေကိုအဓိကအားကိုပြီးကြည့်သွားကြမယ်ဒီအခန်းကတကယ်တော့အဲတော်တော်လေးအဖြစ်ပြက်တွေဆက်တိုက်ဖြစ်တာနော်ဟီရိုပိုင်ရဲ့နှိမ့်ဆက်မှုတွေတမန်တော်ပေတရုအံ့ဩစရာကောင်းလောင်းအောင်ထောင်းကန်နေလွတ်လာတာပြီးတော့ဟီရိုပင်ကိုယ်တိုင်ကြုံလိုက်ရတဲ့အဆုံးတပ်အဲ့ဒါတွေကိုတေးချလေ့လာကြည့်ကြတာပေါ့ ဒီနောက်ကွက်ကအတေးပယ်ကိုပိုနားလဲဖို့ရည်ရွယ်တယ်။ဟုတ်ကဲ့အခန်းဆက်နှစ်ကအစောပိုင်းအတင်းတော်ထမိုင်းမှာတကယ်အရေးပါတဲ့အပိုင်းတစ်ခုပါ။အတင်းတော်ရက်တီဖို့ကြိုးစားနေတဲ့အချိန်နိုင်ငံရေးအာဏာရဲ့ဖိအားတွေအဲ့ဒီကြားထဲမှာဖဲတခင်ကဘလို့ချားဝင်လှောက်ဆောင်ခဲ့တယ်လဲဆိုတာတွေကိုတွေ့ရတဲ့အခန်းပေါ့။ wise believers ရဲ့မဆူတွေမှာလည်းဒါကိုထောက်ပြထားပါတယ်။အဲ့ဒါအစောပိုင်းခရီးရန်တွေယုံကြည်ခြင်းကိုစင်ခေါ်ခဲ့တဲ့ပြိပက္ခကာလတခုကိုမိမောင်းထိုးပြရတယ်လို့ဆိုထားတာတွေ့ရတယ်။စိတ်ဝင်စားစရာနောက်ခံစင်ပြချက်ပါပဲ။ကောင်းပြီ။ဒါဆိုပထမဖြစ်ပြီ အဲနှိမ့်ဆက်ညင်ပန်းမှုနဲ့အဖန်ခံရတဲ့အပိုင်းကိုစလိုက်ကြအောင်အထက်ကစကောင်ကဟဲရိုဖျင်ဟဲရက်အဂရီပါ1ဘောနောသူကဘာဖြစ်လို့အတင်းတော်ကိုရုတ်တရက်ကြီးပြစ်မှတ်ထားလာရတာလဲဟုတ်ကဲ့ဟဲရိုအဂရီပါ1ကသူ့ရဲ့အုတ်ချုပ်ရေးအခြေခံအောင် လုပ်နေတဲ့ချိန်မှာသူက ရောမအာနာပိုင်နေနေတော့သူ့နေမြေတွေကဂျူးလူမျိုးတွေနဲ့ပါအဆင်ပြေဖို့လိုတယ်လေ wise believers ရဲ့တုံးတက်ချက်တစ်ခုကတော့အဲ့ဒါဂျူးဘာသာရေးခေါင်းဆောင်နေတဲ့လူတွေရဲ့ထောက်ခံမှုရဖို့အတွက်ပေါ့ အသစ်ပေါ်လာပြီးလူတိများစဖြူနေတဲ့ခရစ်စတန်အုပ်စုကိုနှိပ်ကွပ်ပြလိုက်ရင်နိုင်ငံရေးကအမျက်ထွက်မယ်လို့သူတွတ်ထဲပုံရပါတယ်။ဩစူရောသူရဲ့ပထမဆုံးဖြစ်မှတ်ကတမန်တော်ယာကုပ်ဖြစ်သွားတာပေါ့ယိုဟန်ရဲ့အကူဟုတ်ပါတယ်သူကဒါနဲ့ကွမျက်လိုက်တယ်ဆိုတာကတော်တော်ပြင်းထန်တဲ့လုပ်ရက်ပဲเนาะဒါကတမန်တော်တွေထဲမှာပထမဆုံးအသက်စတဲ့ခဲရတဲ့မာဒူရီယာဖြစ်သွားတယ်ဆိုတာလဲအင်းမထားစရာပဲအမမေ ရာဂုတ်ကိုကွမျက်လိုက်တာဂျူအာနာပိုင်အများစုကသဘောကျသွားတယ်ဆိုတာဟေရုတီးလိုက်တယ်။အဲ့ဒီမှာသူကအတင့်ရဲလာပြီလို့အတင်းတော်ရဲ့အထက်ခေါင်းဆောင်နောက်တစ်ယောက်ဖြစ်တဲ့ပေတရုကိုပါဆက်ဖမ်းလိုက်တာ။ဟုတ်ကဲ့။သူ့အချံကတော့ပတခါပွဲတော်ပြီးမှလူတွေအများကြီးရှေ့မှာပေတရုကိုအရေးယူပြဖို့ဟော။အဲ့ဒါကသူ့ရဲ့နိုင်ငံကြီးအမျက်ထုတ်လို့စိတ်ကိုပူပေါ်လွင်စေတာပေါ့။အင်းပေတရုကိုထောင်ထဲထွေထားပုံကလည်းအသေးစိတ်ကြည့်ရင်တော်တော်တင်းကျပ်တာ။ စစ်သား၄ယောက်တစ်ဖွဲ့အဖွဲ့၄ဖွဲ့ဆိုတော့စုစုပေါင်း16ယောက်နဲ့အထက်ထက်စောင့်ကြားထားတယ်ဆိုတော့ကဟုတ်ကဲ့ပေတရုကိုလုံးဝလွတ်လပ်မရှိအောင်လုံးဝထိန်းချုပ်ထားခြင်းနဲ့ဟေရုရဲ့စူးရင်စိတ်ကိုပြနေတယ်လို့ပဲတတော်ဖိအားများတဲ့အခြေအနေပဲသိချပါတယ်အဲ့ဒီအချက်ကဟေရုတုမအာနာရှိတယ်သူထိန်းချုပ်နိုင်တယ်ဆိုတာကိုပြနေတယ်လို့ပဲ တဖက်မှာလည်းအစိုးပိုက်အတင်းတော်ခေါင်းဆောင်တွေဘလောက်တောင်အန်ဒီရဲများပြီးအားနေတဲ့အခြေအနေမှာရှိခဲ့တယ်ဆိုတာကိုမီးမောင်းထိုးပြနေတာပါသူတို့ကတကယ်ကိုအသက်နဲ့ရင်းပြီးတော့ယုံကြည်ခြင်းကိုတက်တည်ခံခဲ့ရတာဒီလိုနိုင်ငံတော်အာဏာနဲ့တိုက်ရိုက်ရင်ဆိုင်ရတာမျိုးကအဲ့ဒီခေတ်ရိုမိုင်းဘာယာတွေကခရစ်စတန်တွေအတွက်ကြုံနေကြအခြေအနေလိုဖြစ်ခဲ့ပါတယ်ဟုတ်ပြီအဲ့လိုအချင်းချနေတဲ့ပေတရုအတွက်အတင်းတော်ကတော့ဘလို့တုံ့ပြန်ခဲ့လဲ အဲ wise believers ရဲ့မဆုတွေမှာဗာမျက်ဖော်ပြထားပါတယ်လေ음မဆုတွေမှာအဓိကအလေးပေးထားတာကတော့အသင်းတော်ရဲ့အဆက်မပြတ်စိတ်အားထက်သန်သောဆုတောင်းခြင်းမှာသူတို့ကပေထရုအတွက်တကယ်ပဲဆုဝေးပြီးတော့ဇွဲကောင်းကောင်းနဲ့ဆုတောင်းခဲ့ကြတယ်ဒါကအချင်းတွေဘလောက်လင်းနက်တယ်ဆိုတာနဲ့သူတို့ရဲ့ဆုပေါင်းယုံကြည်ခြင်းကိုပြနေတာပေါ့ပြောရရင်တော့သူတို့လုံနိုင်တာပို့တားတော့ဒါပဲရှိတော့အချင်းတွေမျိုးမှာယုံကြည်ခြင်းနဲ့ဆုတောင်းခြင်းကိုပဲအားကိုးခဲ့ကြတာအဲ့ဒီဆုတောင်းနေတဲ့အချိန်မှာပဲ ပေဒရုကိုတရားစီရင်မဲ့ညမတိုင်ခင်မှာဖြစ်ထတဲ့အဖြစ်အပျက်ကတော့တကယ်ကိုအံ့ဩစရာပဲပေဒရုကစစ်တောင်းနေအောင်ကြားမှာအိပ်ပျော်နေတယ်ပြီးတော့တန်ကျုံနှူချောင်းလက်ပါခြိထားတဲ့ဆိုတော့လွတ်ဖို့ကတော့လုံးဝမဖြစ်နိုင်တဲ့လောက်ပဲဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဟုတ်ကဲ့ယုတ်တရချီကောင်းကင်နမန်တပံပေါ်လာပြီးထောင်ထဲမှာအလင်းနေလင်းထင့်သွားတာကောင်းကင်နမန်ကပေထုရနမေကိုပုံနှိုးပြီးမြန်မြန်ထားတော့လူပြော်လိုက်တာနဲ့တန်ကျိုးတွေကအလိုလိုကြွက်ထွက်သွားတဲ့ဆိုတာကတကယ်ကိုထူချားတဲ့အချက်ပဲ ဒီလိုအသေးစိတ်အချက်အလက်တွေကဖြစ်ရက်ကတာမန်မဟုတ်ဘူးတဘာဝလွန်တယ်ဆိုတာကိုပို့ပြီးအလေးပေးနေတာအဲ့ဒီနောက်ကောင်းကင်တမန်ခေါ်တဲ့နောက်ကိုပေထရုလိုက်သွားပုံကလည်းယဉ်ခွန်းစရာပဲအဆောင်ကြီးကိုကြော်သွားတယ်နောက်ဆုံးဟိုအခိုင်မာလောက်ထားတဲ့မြို့ရဲ့တန်တကားကြီးစီရောက်တော့ဟွန်းအဲ့ဒီတကားကသူ့အလိုလိုပွင့်သွားတယ်ဆိုတာကတော့အမခန်းပဲဟုတ်ပါတယ်ပေထရုလက်မဘော်ကိုလုံလုံချုံချုံရောက်သွားမှာကောင်းကင်တမန်ပျောက်သွားတာ ဲ့ဒီအချိန်မှာပေထရုကိုယ်တိုင်တောင်ဒါအိတ်မတ်လာတကယ်လားဆိုပြီးခဏတော့ကြောင်သွားပုံပဲဟုတ်ကဲ့ဒီလွမြောက်သွားပုံအစင်းစစ်ကိုကြီးလိုက်ရင်ဒါလူချိုးစားမှုလုံးဝမဟုတ်ဘူးဆိုတာရှင်းနေတာပဲတန်ကြိုးတဲ့စောင်းနဲ့ထထတော့တကားတဲ့ပြီးတော့အလိုလိုပွင့်သွားတဲ့တန်တကားဒါတွေအလုံးကဟီးရိုးရဲ့လော်ကီအာနာဆက်နဲ့ထိမ့်ချုပ်မှုတွေကိုဖျားခင်ရဲ့တန်ကိုကဘလောက်လွယ်လွယ်ကူကူကျော်လွှားသွားနိုင်တယ်ဆိုတော့ပြနေတာပဲ wise believers ရဲ့မဆုတွေကလည်းဒီအချက်ကိုအလေးပေးတယ် လူအာနာဘလောက်ပဲကြီးမားခိုင်မာတယ်လို့ချင်ရပါစေဖျားခင်ကြားဝင်လာရင်ຢာအလုံးပြောင်းလဲသွားနိုင်တယ်ဒါနဲ့ဆက်ဆက်ပြီးစဉ်းစားစရာက အသိန်းကျော်ရဲ့ဆူတောင်းမှုပဲဆိုတော့ဒီလွတ်မြောက်မှုဟာသူတို့ရဲ့ဇွဲရှိတဲ့ဆူတောင်းခြင်းရဲ့တိုက်ရိုက်အဖြစ်လို့ပြောလို့ရမလားတန်းဆောင်မှာတော့ဆူတောင်းခြင်းနဲ့လွတ်မြောက်ခြင်းကိုဆက်ဆက်ဖော်ပြထားတာတွေ့ရတယ်ဒါပေမဲ့ wise believers ရဲ့သုံးသပ်ချက်ရတော့ စုတောင်းရဲဆိုတာကဟို vending machine လိုမျိုးကိုလိုချင်တာတောင်းလိုက်တိုင်းချက်ချင်းရတဲ့အရာမျိုးတော့မဟုတ်ဘူးပေါ့နော်။ဒါကဖျားသခင်အချို့အချာအာနာကိုအတိမတ်ပြူတာကိုရောရဲ့အလိုရောအတိုင်းဖြစ်လာဖို့ကိုကိုကိုဆက်ကတ်အနန္တဖြစ်တယ်။အတင်းတော်ရဲ့စိတ်အားထက်သန်တဲ့စုတောင်းခြင်းကဖျားသခင်ဂျာဝင်လုဆောင်ဖို့အတွက်လမ်းဖွင့်ပေးလိုက်တယ်လို့နားလည်နိုင်ပါရဲ့။ကောင်းပြီ။ပေဒရုလိုမြောင်းတောင်းနေပြီဆိုတဲ့တဲ့ရင်ကိုဟေရုဂျာရောသူ့ရဲ့တုံ့ပြန်မှုကဘလို့ရှိခဲ့လဲ။ အတော်လေးပြင်းထန်နေတယ်နော်ဟုတ်ပါတယ်ဟီရုကအလွန်တရာအမျက်ထွက်ခဲ့တယ် သူ့ရဲ့အာနာစက်ကိုစိန်ခေါ်လိုက်တယ်လို့သူ့ကိုအရှက်ခွက်လိုက်တယ်လို့ခန့်စားရပြီးတော့လေဒါကြောင့်တာဝန်ကျအဆောင်တွေကိုထေချာစစ်ဆေးပြီးတော့ကွန်းမြတ်ဖို့အမိန်ပေးခဲ့တယ်။ဒါကအဲ့ဒီခေတ်အာနာရှင်တွေရဲ့ရက်စစ်တဲ့သဘောပြီးတော့တာဝန်ကိုလက်အောက်ကင်သားတွေပေါ်လွဲချတတ်တဲ့သဘောကိုပြနေတာပေါ့ဟုတ်တယ်ကိုမားကိုဝယ်မခန်းခုဟုတ်ကဲ့သူကိုရိုင်းရဲ့ပေါ်လျော့မှုဒါမှမဟုတ်မထင်းချုံနိုင်တာကိုဝယ်မခန်းနေနဲ့အောက်ကလူတွေကိုပြစ်ပုံချလိုက်တာ အဲ့ဒီနောက်မှာတော့ဇလန်ကကသရီမြို့ကိုရောက်သွားတယ်။ဟေရုကတူရိုနဲ့ဇီဒုံမြို့ကကိုစားလေတဲ့နဲ့တွေ့ပြီးခန်းလာတဲ့ဝီယုံတို့ကြီးနဲ့မင်ခွန်ပြတဲ့အခန်းပေါ့။ဒီအဖြစ်တက်ကသူ့ရဲ့အဆုံးတန်နဲ့ဘလို့ဆက်ဆက်နေလဲ။အင်း ဒီအခန်းကဟီရိုရဲ့မာနထောင်လွှားမှုအမြင့်ဆုံးကိုရောက်သွားတာကိုပြနေတာ။သူကဘေးရင်အဆုံအယောင်အပြည့်ဆုံးနဲ့တောက်ပတ်နေပြီးမင်းခွန်းပြောတဲ့အခါမှာလူအုပ်ကြီးကသူ့ကိုမျောပင့်ပြီးတော့ဒါလူအတန်မဟုတ်ဘူးဖခင်ရဲ့အတန်ပဲလို့ဟစ်ကြွေးကြတယ်။အဲ့ဒါကအင်မတန်အန်ဒီရဲ့များတဲ့ချီးမွမ်းမှုမျိုးပါ။အန်ဒီရဲ့များတဲ့ဆိုတာကဟုတ်ကဲ့လက်ခံလိုက်လို့ပဲ။သူကကိုကိုကိုဖခင်တခင်ရဲ့နေရာမှာအစားထိုးလိုက်တယ်။အရာအလုံးကိုပိုင်းဆိုတော်မူတဲ့ဖခင်ကိုပေးရမယ်ခုံတော်ကို မပေးဘဲကိုယ်တိုင်ယူလိုက်တာ wise believers ကဒီအချက်ကိုဟီရိုရဲ့အကြီးမားဆုံးအမသူ့ရဲ့အသက်ကိုဆုံးရှုံးစေခဲ့တဲ့အမ fatal mistake လို့တုံ့တက်ထားတယ်အဲ့ဒီမာနာရဲ့အကျိုးဆက်ကလေချက်ချင်းလငင်းမဲ့ရောက်လာတာနော်ကျန်းစာမှာဖော်ပြထားတာကဖျားသိခင်ရဲ့ကောင်းကင်တစ်ပါးကသူ့ကိုချက်ချင်းပဲတန်းခတ်လိုက်ပြီးတော့သူကပိုးတွေကိုက်စားခံရပြီးတည်သွားတယ်ဆိုတော့ ်သူတို့ကြောက်စရာကောင်းတဲ့အဆုံးသတ်ပဲဖျားသခင်ကိုစော်ကားပြင်းမမှုဘလက်ဖီမီအတွက်ဖျားသခင်ရဲ့တိုက်ရိုက်တရားစီစဉ်ခြင်းကြားရောက်လာတာကိုပြနေတာ wise believers ရဲ့မဆူဒီကဒီနေရာမှာဟေရုရဲ့အဖြစ်နဲ့ပေထုရဲ့အဖြစ်ကိုနိုင်ရှင်ပြထားတယ်တယောက်ကဖျားသခင်ကိုစင့်ကျင်ပြီးမာနတက်ကြွလို့ကြဆုံသွားချိန်မှာနော်တီရုတ်ကဖျားသခင်ကိုအားကိုးလို့အန်အဝေရကတင်ချင်းခံခဲ့ရတယ်ဆိုပြီးတော့လေဟုတ်ပြီဒီခန်းဆက်နှစ်တစ်ခုလုံးကိုပြန်ပြီးခြုံငုံကြည့်လိုက်ရင်ကျွန်တော်ရနိုင်မယ့်အဓိကသင်ခန်းစာတွေ စိတ်ကျင့်စရာတွေကဘာတွေခင်လဲပထမဆုံးစဉ်းစားမိတာကတော့ဆူတောင်းချင်းရဲ့အရေးပါမှုပဲထင်တယ်ဖြစ်ခေါ်နိုင်တယ်ဆိုတာဒီအခန်းကရှင်းရှင်းလင်းလင်းပြတယ်ဒါပေမဲ့ခုနကပြောခဲ့သလိုပဲဆူတောင်းချင်းဆိုတာကိုလိုချင်တာရဖို့တတ်တတ်ဆိုတာထက်ဖျားသခင်ရဲ့အလိုတော်ကိုလက်ခံဖို့ကိုတော်ကိုယုံကြည်အားကိုးကြောင်းပြတာဖို့နီးလန်းတစ်ခု အဖြစ်ရှုမြင်ဖို့ wise believers ကအကြံပြုထားပါတယ်နောက်တစ်ခုကျွန်တော်စဉ်းစားမိတာကယာကုပ်ရဲ့အသေးဟန်ရောက်မှုနဲ့ဘေရုရဲ့လွတ်မြောက်မှု ဒီ꽈ချာချက်ပေါ့ဒါကဖျားသခင်ရဲ့အချုပ်အချာအာဏာနဲ့အဲနားလည်ဖို့ခက်တဲ့အစီအစဉ်တွေအကြောင်းမေးဟွန်းထုတ်စေတယ်တခါလေပါချောင်းဒီလိုဖြစ်ရတာလေဆိုတာမျိုးပေါ့ တစ်ခုပါ wise believers ကတော့ဒီနေရာမှာဘုရားခင်ပူကြီးတဲ့ရည်ရွယ်ချက်နဲ့အချိန်အခါကိုတတိပြုဖို့ထောက်ပြထားတယ်။ယာကုပ်ရဲ့မာတုအရယအတေခံခြင်းကအတင်းတော်အတွက်တမျိုးအချိုးရှိသလိုပေတရုဆက်ပြီးအသက်ရှင်မှုတော်ဆောင်ရခြင်းကလည်းအခြားရည်ရွယ်ချက်တည်းရှိနိုင်တယ်။ကျွန်တော်တို့လူအမြင်နဲ့အားလုံးကိုချက်ချင်းနားမလည်နိုင်ဘူး။ဒါပေမဲ့ဘုရားခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ဉာဏ်ပညာကိုယုံကြည်စိတ်ချဖို့ trust လို့အကြောင်းဒီဖြစ်ရကတွင်တိန်နေတယ်လို့ဆိုနိုင်ပါတယ်။မှန်ပါတယ်။ အဲ့ဒါကိုလက်ခံဖို့ယုံကြည်ခြင်းတကယ်လိုအပ်တယ်။နောက်ဆုံးအနေနဲ့ဟီးရိုးရဲ့ဇလန်းကနေရတဲ့သင်္ကစားကတော့ရှင်းပါတယ်နော်။မာနာရဲ့အန်တရဲပဲ။တရေကိုကို့အတွက်လူယူတာကိုကိုကိုအထင်ကြီးပြီးဖျားနေရမှာထားတာ။အဲ့လိုမာနာရဲ့အကျိုးဆက်ကဘလောက်ကျောက်ဆရာကောင်းလဲဆိုတာဟီးရိုးရဲ့အဖြစ်ကတက်တယ်ပဲ။ wise believers ကတားကိုတတိပေးချက်အနေနဲ့အလေးပေးထားတဲ့အောင်မြင်မှုတွေရလာတဲ့အခါအာနာရလာတဲ့အခါမှာနှင်ချမှု humility ကိုလက်ကင်ထားဖို့ပြီးတော့ရာခက်တင်းတွက်ဖျားခင်ကိုပဲဂုန်းတင်ဖို့အရေးကြီးကြောင်းသင်ခန်းစာပေးတယ်လို့ဆိုပါတယ်။ကောင်းပါပြီ။ဒီနေ့ကျွန်တော်တို့ the wise believers မှာပြုစုပြင်ထားတဲ့အချက်အလက်တွေကို အခြေခံပြီးတော့တမန်တော်ဝတ္ထုအခန်းကြီး16ထဲကတကယ်ကိုအရေးပါပြီးလှုပ်ရှားတက်ကြွရရအဖြစ်ပြက်တွေကိုဆွေးနွေးခဲ့ကြပါတယ်။ ဟေရိုရဲ့နိုင်ငံရေးတွက်ချက်မှုနှိစက်မှုတွေယာကုရဲ့အတက်ပြေးဆက်မှုအသင်းတော်ရဲ့ဆူတောင်းခြင်းပေထရုရဲ့အံ့ဩစရာလွတ်မြောက်မှု ပြီးတော့ဟေရိုရဲ့မာနနဲ့ယုဒရဲ့ကြောက်မတ်ဖွဲ့ကြာဆုံးမှုစတာတွေအများကြီးပဲဒီအခန်းတစ်ခုလုံးမှာလူအာနာဟေရုဒ်စစ်တာအချင်းထောင်နဲ့ဖျားခင်ရဲ့တန်ကို ကောင်းကင်တမန်အံဝယ်မှုတရားစီရင်ခြင်းတို့ကြာက ထိတ်တိုက်တွေ့မှု အားပြိုင်မှုကိုရှင်းရှင်းလင်းလင်းမြင်ခဲ့ရတယ်။အဆုံးမှာတော့ဖျားထခင်ရဲ့အကြံစီတာအောင်မြင်တည်မဲတယ်ဆိုတဲ့အချက်ကိုမိမောင်းထိုးပြနေလိုပါပဲ။ဟုတ်ကဲ့ဒီဆွေးနွေးမှုကနေနားထောင်နေသူတွေစက်ပြီးစဉ်းစားဆင်ခြင်သွားနိုင်မို့နောက်ဆုံးအသွေးတစ်ခုခြံထားခဲ့ခြင်းပါတယ်။ Wise believers မှာစုဒီမှာထောက်ပြထားတဲ့စူတောင်းခြင်းရဲ့တန်ကိုဖျားထခင်ရဲ့နားလည်ရချက်တဲ့အချို့အခြားအာနာယာကုပ်နဲ့ပေတရုကွာချမှုလိုမျိုးပြီးတော့မာနရဲ့အကျုံးဆက်ဟီရုရဲ့အချက်စတဲ့အချက်တွေကိုခြုံငုံပြီးစဉ်းစားကြည့်တဲ့အခါပေါ်လီ ဒီနေ့ခင်မှာကျမတို့အာနာဖိမ့်မိန်မှုဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာယုံကြည်သူတယောက်ရဲ့မှန်ကန်တဲ့တုံ့ပြန်မှုစိတ်သဘောထားဘလို့ဖြစ်စင်တယ်လို့ဒီအခန့်ကတွင်တင်းနေပါတယ်တနည်းအားဖြင့်ပြောရင်လူအာနာဇတ်တွေဘလောက်ပဲကြီးမားတယ်လို့ထင်ရပါစေနှိမ်ချမှုဆူတောင်းခြင်းနဲ့ဖျားသခင်ပေါ်ယုံကြည်ခြင်းကလက်တွေ့မှာဘလို့အစွမ်းထက်နိုင်တယ်လဲဆိုတာကိုဒီအဖြစ်ဖြစ်တွေကဘလို့ထင်ဟစေပါတယ်အမတန်စင်စားစရာကောင်းတဲ့မျိုးကုန်းပါပဲကောင်းပါပြီဒီနေ့ဒီအတွင်းချက်ချက်လေးလာဆွေးနွေးမှုမှာ အချိန်ပေးပြီးပါဝင်နားထောင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ချိန်မှလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါဦးမယ်။